Uh, grateful for your participation uh, today, your interest in uh, Myanmar that has become the invisible uh, crisis. So it is always very welcome to try to make what has been most okay. The in the world. လူတွေတဖြည်းဖြည်းမျက်ကွယ်ပြုတ်လို့ဖြစ်လာတဲ့မြန်မာနိုင်ငံအကြက်အတဲအကြောင်းကိုစိတ်ဝင်စားပြီးလာရောက်နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။လူတွေမျက်ကွယ်ပြုထားတဲ့အကြောင်းအရာကိုသိမြင်လာအောင်လုပ်ပေးကြတာကိုလည်းကျေးဇူးပါတယ်။ကျွန်တော်အနေနဲ့ကုလသမဂ္ဂအထွေထွေညီလာခံတတိယကော်မတီကို okay. မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အခြေခံအချက်တွေအခြေအနေတွေပိုဆိုးလာတဲ့အကြောင်းတွေဒီအချက်တဲ့ပေါ်နိုင်ငံတကာရဲ့တုံ့ပြန်မှုတွေကလည်းကြာရှုံးနေတဲ့အကြောင်းတွေတင်ပြသွားမှာပါဒီတိုင်းဒီမှာဖြစ်နေတဲ့လားလာတွေရဲ့လက္ခဏာတွေအကြောင်းနောက်ပြီးဘာလို့အဲ့ဒါတွေကလျှူရှူလို့မရတဲ့ပြဿနာတွေဖြစ်တယ်လဲဆိုတဲ့အကြောင်းနည်းနည်းပြောချင်ပါတယ်မြန်မာနိုင်ငံမှာရှိတဲ့လူသားချင်းစာနာထောက်ထားမှုအခြေအနေတွေဟာလွန်ခဲ့တဲ့တစ်နှစ်ကကုလသမဂ္ဂကိုကျွန်တော်တင်ပြတုန်းကထက် အများကြီးပိုဆိုးရတယ်မြန်မာနိုင်ငံမှာလူဦးရေ22တန်းနီးပါးဟာလူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေပါတယ်လူ16ထက်မှ9တန်းဟာရိတ်ခါရှားပါမှုနဲ့ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရပါတယ် back on the 28th of march when a 7.7 magnitude earthquake struck central uh, myanmar uh, the earthquake impacted an estimated much larger session in myanmar nation alle bai ma ခွန်တသမခွန်ပြင်းအားရှိတဲ့ငလျင်လှုပ်လိုက်တော့အခြေအနေတွေပိုဆိုးသွားပါတယ်။ငလျင်တန်းကိုလူ18တန်းလောက်အထိခိုက်ခံခဲ့ရပါတယ်။အဆောက်အုံပေါင်း35,000လောက်ထိခိုက်ပါတယ်။လူ2သိန်းလောက်အင်အားမဲ့သွားပါတယ်။ဒေါ်လာ17ဘီလီယံဘူလောက်ထိခိုက်သွားနိုင်တယ်လို့ကမ္ဘာဘဏ်ကခန့်မှန်းထားပါတယ်။မြန်မာစစ်ဆိုးရဟာအဲ့ဒီတဘာဝဘေးကိုအသုံးချပြီးတော့လူသားချင်းစာနာမှုဆိုင်ရာကတ်ဆိုးကြီးဖြစ်အောင် လုတ်ပြလိုက်ပါတယ်ဒီတဘာဝဘေးကိုအခွင့်ကောင်းယူဖို့ကြိုးစားပါတယ်စစ်ဆိုးရဟာမြန်မာနိုင်ငံမှာရှိတဲ့အပြည့်အစုံအများဆုံးဒေတာတွေကို လူသားချင်းစာနာမှုအကူအညီတွေမရောက်အောင်စနစ်တကျလိုက်ပိတ်ပါတယ်လူသားချင်းစာနာမှုဆိုင်ရာလှုပ်ရှားသူတွေကိုချိတ်ချောက်တယ်နှောက်ယှက်တယ်စစ်ကြောရေးပို့တယ်ငွေညှစ်တယ်စစ်ပစ္စည်းတွေကို သိမ်းတယ်သူတို့စစ်သားတွေကလည်းငလျင်တန်ခံရသူတွေရဲ့အိမ်တွေကိုတက်လူကြပါတယ် သူတို့တွေဟာငလျင်ဘေးကူညီကယ်ဆယ်ရေးလုပ်တဲ့လူငယ်တွေကိုစုအာရမစစ်မှုထမ်းခိုင်းပြီးလူသားတိုင်းလည်းလုပ်ပါတယ်ဓမ္မမို့ရင်အာရမအလုပ်ခိုင်းစေပါတယ်ငလျင်လုပ်ပြီးနောက်မှာအပြည့်ရဲ့ကြီးညာခဲ့ပေမဲ့ရက်သားတွေကိုပြစ်မှတ်ထားပြီးတော့လေချောင်းတိုက်ခိုက်တာကတော့ငလျင်မလုပ်ခင်ကထက်တောင်မှပုံများနေပါတယ်ပြောရရင် ငလီလောက်ပြီးနောက်လာမှာလေယာဉ်နဲ့ဒရုန်းတွေနဲ့အရက်သားတွေကိုတိုက်ခိုက်တာဟာ2025ခုနှစ်ပထမနှစ်ဝက်အတွင်းကဘယ်လထက်မဆိုအကျဉ်းကြီးပုံများပါတယ်2025ခုနှစ်လေးလပိုင်းကနေ6လပိုင်းအတွင်းလေကြောင်းတိုက်ခိုက်မှုတွေဟာ3လပတ်ကာလအတွင်းလေကြောင်းတိုက်ခိုက်မှုတွေကြံတဲ့ကာလတွေအလုံးထက်အကျဉ်းကြီးပုံများပါတယ် What is so incredible about what's happening in Myanmar is that things continue to worsen and the military junta is continuing to escalate its attacks using sophisticated weapons of war uh, to attack civilian targets. And this is all happening uh, before uh, our very, uh, very eyes. According to the uh, World Food Program, 57% of families. စီဆူရကလည်းရတားတွေကိုရှုပ်ထွေးတဲ့လက်နက်ရန်တရာပေါင်းစုံတုံးပြီးတော့တိုက်ခိုက်နေပါတယ် <laughs> <laughs> နောက်ပြီးတော့ဓာရီအားလုံးကလူသစ်ရှင်ကြားကြီးဖြစ်ပြနေတယ်ဆိုတဲ့အနေထားကြီးကတော်တော်ကိုအံ့ဩဖို့ကောင်းပါတယ်။ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်ရဲ့အချက်လက်တွေအရဆိုလို့ရှိရင်ရခိုင်ပြည်နယ်မှာရှိတဲ့မိသားစုတွေရဲ့58%ခန့်တုန်းဟာအစားအစာမလုံလောက်မှုနဲ့ကြုံနေရပါတယ်။မနစ်ကဒီဇင်ဘာလတည်းကတောင်မှ33%ခန့်တုန်းပဲရှိခဲ့ရတာကနေတဟုန်တိုးတက်သွားတာပါ။၄နှစ်သက်တိုက်စစ်ဆိုးရဟာ ကျမရေးဝန်တန်းတွေကျမရေးအဆောက်အအုံကိုတိုက်ခိုက်ခဲ့ပြီးမြန်မာနိုင်ငံရဲ့ကျမရေးအခြေအနေတွေကိုဆိုးဝါးသွားအောင်လုပ်ပြလိုက်ပါတယ်။2025ခုနှစ်ရဲ့ပထမ၈လအတွင်းမှာပဲကျမရေးဝန်တန်းတွေကိုတတ်တာပြန်မေးဆွဲတာဖမ်းဆီးတာနောက်ပြီးကျမရေးဝန်ဆောင်မှုပေးတဲ့အဆောက်အအုံတွေကိုတိုက်ခိုက်တာအပါဝင်ကျမရေးဆောင်ရှားမှုစနစ်ကိုပြစ်မှတ်ထားတိုက်ခိုက်မှု169ခုရှိခဲ့ပါတယ်။အဲ့ဒီတော့အခြေအနေတွေကဒီလေးနှစ်ကျော်အတွင်း အစာပေါင်းများစွာ ပိုဆိုးလာပါတယ်ကျွန်တော်နောက်ဆုံးကုလသမဂ္ဂအထွေထွေညီလာခံကိုအစီအခံခဲ့တုန်းကထက်လည်းပိုဆိုးလာပါတယ်ဒါပေမဲ့ဒီအချက်တဲကမြမပြည်သူတွေအပေါ်မှာပဲအကျိုးသက်ရောက်တာမဟုတ်ပါဘူးဒီအချက်တဲဟာအနီနာဒေသအများအပြားပေါ်မှာလည်းသက်ရောက်နေပါတယ်တန်းနဲ့ချီတဲ့ပြည်သူတွေဟာ နေဆက်ကိုဖျက်ပြီးဘင်္ဂလားဒေ့ရှ်ထိုင်းမလေးရှားနိုင်ငံတွေအပါအဝင်တခြားနိုင်ငံတွေစီကိုထွက်ပြေးနေကြပါတယ်ဒီစေဆိုးရရဲ့ရာဇဝတ်မှုတွေဟာ ရာဇဝမှုထူပြောတဲ့လူပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးသလိုဖြစ်နေပါတယ်။အဲ့ဒါတွေကလည်းဒေတာတွင်းသာမကကဘာလုံးမှာရှိတဲ့လူတွေအပေါ်မှာအကျိုးသက်ရောက်နေပါတယ်။လူငယ်တွေဟာအလုတ်ကောင်းကောင်းရမယ်ဆိုပြီးတော့မလုံးအပိတ်ခံရတယ်။ပြီးတော့ကြားဖြတ်ငွေလိန်ခိုင်းနေတဲ့ရောင်းစာခံရပါတယ်။အဲ့ဒီငွေလိန်ခိုင်းတွေကသူတို့ကိုဖမ်းထားပြီးကဘာလုံးကနေပြီးတော့ဘီလီယံနဲ့ချီတဲ့ဒေါ်လာတွေကိုလိန်စားဖို့အရမစိတ်ခိုင်းတာခံနေရပါတယ်။အဲ့ဒီတော့ဒီကိစ္စကမြန်မာပြည်သူတွေကိုတည်းမဟုတ်ပဲ <audio: <audio: to to no to to the တကဘာလုံးကပြည်သူတွေအပေါ်မှာပါရိုက်ခတ်နေတဲ့ပြဿနာတရားဖြစ်ပါတယ်။အဲ့ဒီတော့ကျွန်တော်အနေနဲ့ကုလသမဂ္ဂအဖွဲ့ဝင်တွေကိုမသိချင်အောင်စောင့်မနေပဲလက်တွေ့အရေးယူမှုတွေလုပ်ကြပါတော့လို့ပြောချင်ပါတယ်။ spike in the need for of, of 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 incredible needs uh, for humanitarian aid we have seen a systematic decrease uh, in the availability of uh, humanitarian aid. Uh, so this this juxtaposition of of one uh, arrow going this way of increasing needs another go arrow going the other way of of reductions in the ability ဒီလိုမျိုးလူသားချင်းစာနာမှုအကူအညီတွေအသက်တန်လိုအပ်နေတဲ့အချိန်မှာပဲအဲ့ဒီအကူအညီတွေရနိုင်တဲ့အချိန်တွေဟာစနစ်တကျအစီအစဉ်တကျညှော်နေသွားတာကိုလည်းမြင်နေရပါတယ်အဲ့တော့လူသားချင်းစာနာမှုအကူအညီတွေလိုအပ်မှုဆိုတော့မြားကြီးကထောင်တက်နေပြီးတော့အဲ့ဒီအကူအညီတွေရနိုင်တဲ့အချိန်တွေကိုပြတဲ့မြားကတော့ထိုးစင်းနေတယ်ဆိုတော့ အခြေအနေကြီးဖြစ်နေပါတယ်အဲ့ဒါကတော်တော်ကြောက်စရာကောင်းပြီးတော့ပိုပြီးဆိုးလာဖို့လဲရှိနေပါတယ်ဘာလို့လဲဆိုတော့လူသားချင်းစံနာမှုအခြေအနေတွေကလည်းပိုဆိုးတယ်နိုင်ငံတကာရဲ့ထောက်ပံ့မှုဖြတ်တောက်နေတဲ့အခြေအနေကြောင့်လဲပိုဆိုးအောင်မယ်ဆိုတဲ့အခြေအနေကြောင့်ပါအခြေအနေကကတ်ဆိုင်နေပါတယ်ကုလသမဂ္ဂကနေအကူအညီရရှိနေသူဥယေကလည်း6တသမ9တန်းကနေပြီးတော့4တသမ8တန်းကိုရော့ကျသွားပါတယ် ပြောရမယ်ဆိုလို့ရှိရင်အကူအညီလွန်နေတဲ့22တန်းတဲ့က၄ဘုံတစ်ဘုံပဲအကူအညီရပါတယ်။ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်ကလည်းသူတို့ရဲ့အကူအညီကနေပဲအစားအသောက်နဲ့အသက်ရှင်ရပ်တည်ဆိုင်ရာရင်းမြစ်တွေရယူနေတဲ့ရခိုင်ပြည်ကလူဦးရေတသိန်းကိုအစားအသောက်ထောက်ပံ့မှုရပ်ပစ်လိုက်ပါတယ်။အဲ့တော့အစကတည်းကတော်တော်ကြောက်စရာကောင်းနေပြီသားအခြေအနေတွေကိုစစ်ဆိုးရကဘုံကျဲတာရက်သားတွေကိုတိုက်ခိုက်တာ နိုင်ငံတကာကမတိကျွံ့ကျွံ့ပြုတာတွေကုလသမဂ္ဂကကူညီထောက်ပံ့မှုလျှော့ချတာတွေကပိုဆိုးအောင်လုပ်နေပြီးတော့ကဆိုးကြီးတစ်ခုကိုဖန်တီးမိရတာဖြစ်နေပါပြီကုလသမဂ္ဂအထွေထွေညီလာခံတတရကော်မတီအတွက်ကျွန်တော်ပေးချင်တဲ့သတင်းစကားကတော့အဲ့ဒါပါပဲနယူးယောက်ကကုလသမဂ္ဂဌာနချုပ်မှာအစည်းအဝေးတွေတက်တိုင်းကျွန်တော်ပေးတဲ့သတင်းစကားကလည်းအဲ့ဒါပါပဲနောက်လာတွေမှာလည်းကျွန်တော်ပေးမယ့်သတင်းစကားကဒါပါပဲ ဘာလို့လဲဆိုတော့ကျွန်တော်တို့လမ်းကြောင်းပြောင်းမှဖြစ်တော့မယ်။မှားသွားရင်ပြည်ဆက်ရမှာတွေစိတ်များလွန်းနေလို့ပါ။ um, uh, at stake. Now yesterday in the session um, I had many questions that that surrounded uh, various aspects of this crisis. Uh, and one of them, which I thought was very important, in fact, repeated by several uh, members, was the question of the elections that have been scheduled in Myanmar for the 28th of December. uh and i um made it as a possible ကျွန်တော်ကိုဒီပြဿနာနဲ့ပတ်သက်ပြီးတော့ shoot down ဘောင်းဆောင်ကနေမေခွန်းနေဝိုင်းမိကြပါတယ်အမေးများတဲ့မေခွန်းတစ်ခုကပါလဲဆိုတော့မြန်မာနိုင်ငံမှာ28ဒီဇင်ဘာကျရင်ကျင်းပမယ်ဆိုတော့ရွေးကောက်ပွဲကစားပါအဲ့ဒီမေခွန်းကလည်းအရေးကြီးတယ်လို့ထင်ပါတယ်ကျွန်တော်လည်းဒီရွေးကောက်ပွဲကအတူပဲဆိုတာကိုအစဉ်ဆုံးပြောခဲ့ပါတယ်လိမ့်နေတာပါအတိုက်ခံကောင်းဆောင်တွေကိုဖန်စီချုံအောင်ထောင်းချနှိမ့်ဆက်နေတဲ့အခြေအနေတွေမှာလွတ်လပ်မြတ်တာတဲ့ရွေးကောက်ပွဲတစ်ခု ဖြစ်မလာနိုင်ပါဘူးပြီးကြတဲ့ရွေးကောက်ပွဲကာလနှစ်ခုလုံးမှာတောင်မြူကမ်းမြူနိုင်ထားခဲ့တဲ့ NLD အပါဝင်ပါတီ40ကျော်ကိုဖျက်သိမ်းပစ်တဲ့အနေအထားနဲ့တရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ပါဘူးသတင်းတော့တွေမြန်မာပြည်အကြောင်းမှန်ရာရေးခွင့်မရှိတဲ့အခြေအနေနဲ့မဖြစ်နိုင်ပါဘူးစစ်ဆေးရကိုလည်းဝေဖန်ခွင့်မရှိရွေးကောက်ပွဲကိုလည်းဝေဖန်ခွင့်မရှိတဲ့အနေအထားနဲ့တော့မဖြစ်နိုင်ပါဘူး ဒီအမိန့်တွေကိုချုပ်ပေါက်လို့ထောင်ကျနေသူဥယျာဉ်ကလည်းမြန်မာနိုင်ငံမှာ2200ကျော်ကိုရှိပါတယ်။သူတို့ဟာနိုင်ငံရေးအကျဉ်းသားတွေဖြစ်ပြီးသူတို့ထောင်ကျနေတဲ့အချိန်အောက်တိုဘာ28မှာရွေးကောက်ပွဲလုပ်ဖို့စီစဉ်လိုက်တာကိုသိရပါတယ်။ uh, maa. uh, 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 ASEAN, ASEAN met to discuss among other things this so-called election Uh, they have uh, made a very clear statement about their views of the election that they believe that uh, elections uh, should not move forward uh, um, as long as the violence uh, in Myanmar continues. Stopping the violence was the first point of ASEAN's five point consensus. a point that has been consistently ဒီတစ်ပတ် ASEAN အစည်းအဝေးမှာဒီရွေးကောက်ပွဲအတုကိစ္စကိုထည့်သွင်းဆွေးနွေးကြတာကိုကျွန်တော်အနေနဲ့ဝမ်းသာပါတယ်မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေမရက်သေးသေး၍ရွေးကောက်ပွဲတွေရှစ်ဆက်လို့မရဘူးဆိုပြီးရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သူတို့ရဲ့အမြင်ကိုရှင်းရှင်းလင်းလင်းထုတ်ဖော်ခဲ့ပါတယ်အကြမ်းဖက်မှုတွေရရမယ်ဆိုတဲ့အချက်ဟာ အာဆီယံဘုံသဘောတူညီချက်၅ချက်ရဲ့ပထမဆုံးအချက်ဖြစ်ပြီးဒါကိုစစ်တပ်ကအကြိမ်ကြိမ်ချိုးဖောက်ပါတယ်။အာဆီယံကလည်းအကြမ်းဖက်တာမရက်မချင်းရွေးကောက်ပွဲမစတင်ဘူးဆိုတာကို ရှင်းရှင်းပဲပြောကြပါတယ်။ကျွန်တော်အနေနဲ့အဖွဲ့ဝင်နိုင်ငံတွေကိုအာဆီယံရဲ့ဥဆောင်မှုနောက်လိုက်ဖို့အာဆီယံလုံးတလုံးလုပ်ဖို့ဒီတရားဝင်မှုမရှိတဲ့ရွေးကောက်ပွဲတွေကိုရှင်းရှင်းလင်းလင်းပြက်ပြက်သားသားစန့်ကျင်ကြဖို့တိုက်တွန်းနေပါတယ်။အ ਨੇ စုံအနေနဲ့တော့ဒီဇင်ဘာလကုန်မှာ မြန်မာပြည်ထဲမှာလုံမဲ့ရွေးကောက်ပွဲအတွက်စောင့်ကြည့်သူတွေစိတ်လွတ်တာမျိုးမလုပ်စေချင်ပါဘူးရွေးကောက်ပွဲစောင့်ကြည့်ရေးတွေကျွန်တော်လှုပ်ဖူးပါတယ်ကျွန်တော်ပြောနိုင်တာကအဲ့ဒီရွေးကောက်ပွဲကိုစောင့်ကြည့်လို့လဲဘာမှပိုကောင်းမလာပါဘူးဗမာနိုင်ငံရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြောတာပါထူးထူးခြားခြားအဲ့ဒီရွေးကောက်ပွဲကနေပြီးတော့ထက်တည်ရဖို့လဲမရှိတော့ပါဘူးနောက်ပြီးတော့ဒါကအတူရောင်ကြီးပါအဲ့ဒီတော့ဒီရွေးကောက်ပွဲစောင့်ကြည့်သူတွေကိုအတုံးချပြီးတော့စစ်တပ်က တရားဝင်မှုတစုံတရာတိဆောက်သွားရင် မကောင်းပါဘူးအဲ့ဒီတော့ရွေးကောက်ပွဲကဒီဇင်ဘာလကုန်မှလုပ်မှာဆိုတော့အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လာမယ့်သတင်းပတ်တွေမှာခိုင်မာရှင်းလင်းတဲ့ရည်တည်ချက်တွေထွက်လာပါစေလို့မျှော်လင့်ပါတယ်အဲ့ဒီတော့ကျွန်တော်အဖွဲ့မှတ်ချက်တွေမဆုံးခင်မှာပြောချင်တာကဒီအစည်းအဝေးတွေမှာမေကွန်နိုင်မှတ်ချက်တိုင်းကို တုံ့ပြန်မှုရအချိန်အကန့်အသတ်ကတော့အလွန်အားနည်းပါတယ်အဲ့ဒီတော့အဲ့လိုအကန့်အသတ်မျိုးရှိပါတယ် Uh, when, when it referenced uh, India um, and, and said that I was making unsubstantiated claims uh, about India and what, is, uh, what was developing and is developing uh, in, in, uh, in India. And I just want to say uh, for the record that I have um, uh, personally. Uh, researched and substantiated အိန္ဒိယဘက်ကနေပြီးတော့မှတ်ချက်တစ်ခုတက်လာတယ်အဲ့ဒီအိန္ဒိယကိုယ်စားလှယ်ရဲ့ဆွေးနွေးမှုကိုကျွန်တော်တုံ့ပြန်မှုအချိန်မရလိုက်ပါဘူး။ तू ကကျွန်တော်အစီရင်ခံစာကိုကြည့်တယ် ကျွန်တော်အိန္ဒိယအကြောင်းထည့်ပြီးကိုးကားထားတာကို သူကအိန္ဒိယမှာဘာတွေဖြစ်ခဲ့လဲဘာတွေဖြစ်နေလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောထားတာတွေကထောက်ထားမခိုင်လုံနဲ့ပြောဆိုချက်တွေလို့ဝေဖန်ပါတယ်ကျွန်တော်ပြောချင်တာကတော့အိန္ဒိယနိုင်ငံအတွင်းကဒုက္ခတွေနဲ့ပတ်သက်လို့အိန္ဒိယမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုတက်သေးအထောက်ထားစုတာတွေသုတေသနတွေလုပ်ခဲ့ပြီးပါပြီကျွန်တော်ပြောချင်တာကဥပမာဒေလီမှာရှိတဲ့ရိုဟင်ဂျာဒုက္ခတွေသူတို့ကိုစစ်လေရင်စစ်သင်းမောတွေနဲ့တင်ပြီးတော့ပင်လယ်ထဲကိုပြန်ပို့တယ် မြန်မာနိုင်ငံသားကကျွန်းတကျွန်းအနီနာအထိပို့တယ်သူတို့တွေကိုရိုက်တယ်နှောက်ရက်ပေးတယ်ပြီးတော့အသက်ငယ်ဂျက်ကက်တွေဝတ်ပေးတယ်အဲ့ဒီနောက်ကန်းကိုရောက်အောင်ကူတော့ဆိုပြီးတော့ပင်လယ်ထဲပစ်ချလိုက်ပါတယ်ဒီစီရင်ခံစားကယုံကြည်ရပါတယ်အထောက်ထားခိုင်လုံပါတယ်အိန္ဒိယအစိုးရစီကိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးဖို့တရားဝင်စာရေးခဲ့မှုပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီးအိန္ဒိယကိုယ်စားလှယ်နဲ့တွေ့ဘူးတယ်အိန္ဒိယဘက်ကနေပြီးတော့ဒီပြဿနာကိုရောကျွန်တော်တင်ပြထားတဲ့စိုးရိမ်ချက်တွေကိုရောစုံစမ်းပါမယ်လို့အကြောင်းပြန်လာပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့ဘာတွေတွေ့ရှိထားတယ်ဆိုတာကျွန်တော်ကိုအခုထိအကြောင်းမပြန်ပါဘူးဒီတက်တဲ့မခိုင်လုံဘူးလို့ဆွဆွဲချက်နဲ့ပတ်သက်လို့ကတော့ကျွန်တော်အနေနဲ့တက်တဲ့ခိုင်လုံအောင်လှုပ်ထားပါတယ်ဆိုတာရဲ့အိန္ဒိယအစိုးရအနေနဲ့ကျွန်တော်ကိုအကြောင်းပြန်ပြီးကျွန်တော်မှမရှိသေးတဲ့ဒီကိစ္စနဲ့ဆိုင်တဲ့ အိန္ဒိယနိုင်ငံအတွင်းကဒုက္ခသည်တွေနဲ့ဆိုင်တဲ့အချက်လက်တွေထပ်ပြီးတော့ဖြစ်ဆွဲပေးဖို့လဲဖိတ်ခေါ်ပါတယ်ဆိုတာရေကိုရှင်းလင်းအောင် ပြောပြချင်ပါတယ်အဲ့ဒီတော့ဒီမာယောအွန်လိုင်းကရောမေကွန်မေးစရာရှိရင်ကျွန်တော်ဖြေပါမယ်အာရှကလူတွေအဲ့တဲ့အချိန်ဖြစ်နေတော့အားနှက်ချက်ကလေးတချို့ရှိတာလဲကျွန်တော်သိပါတယ်အဲ့ဒီတော့ဒီဥစ္စာကိုပြန်လဲထုတ်လွှင့်တာတွေလဲလုပ်ပေးပါမယ်ဘာပဲဖြစ်ဖြစ်အာယုံစိုက်ပေးတာပါဝင်ပေးတာအတွက်ကျေးဇူးတင်ပါတယ် online. And I know, by the way, I, we're at a distinct disadvantage because many people in Asia uh, are asleep. Uh, so this will be available via uh, via tape uh, delay. And uh, uh, but anyway, I, I appreciate the, your your attention and your participation. Thank you. I'm sorry for uh, coming late, I was listening upstairs and ran down. Um, Farnish Mary with the Associated Press. Um, I wanted to ask first of all, and, and if you already mentioned this, I apologize about the China uh, broker truce. Do you see that as becoming more common, and as you know, as as an effective way? I know that company is doing their due diligence. Mr. Tom and Bruce go. They are not that they are making money. တေဝဝဇာလုပ်ပြီးတဲ့အပြစ်ခတ်ရစေးရဲ့အပေါ်မှာဘလို့မြင်တယ်လဲလို့သူကမေးပါတယ်တေဝဂျာဝနာဟာမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပုတ်တိုက်မှုတွေစစ်ပွဲတွေကိုကြော်လွှားရေးမှာပို့ပြီးတော့ထိရောက်တဲ့နီလန်ဖြစ်နိုင်မဖြစ်နိုင်ကိုသူကမေးပါတယ် ဒါအပြင်အနောက်နိုင်ငံနိုင်ငံတကာတွေကဒီတရုတ်ကိစ္စနဲ့ပတ်သက်ပြီးတော့မမြင်ကြအောင်ဆောင်နေပြီးတော့လူသားချင်းစာနာမှုကိစ္စလောက်မှာပဲအာယုံဆိုင်နေတယ်လို့ခဏခဏဝေဖန်ပြောဆိုတာမျိုးတွေကိုလည်းတွေ့နေရပါတယ်။အဲ့ဒါတွေကဘာကြောင့်အဲ့ဒါလိုဖြစ်နေတယ်လို့ထင်ပါတယ်။ဘာတွေတုံ့ပြန်ဖို့လိုတယ်လို့ထင်ပါတယ်။အနောက်နိုင်ငံတွေကဘာလုပ်ကြမယ်လို့ရောပြောကြပါသလဲလို့မေးပါတယ်။ Great great questions. Um first of all, with respect to China, any attempts, any um, measures that can be taken, any efforts that can be made to try to stop the killing, um, of course, are, are, very, very welcome. Uh, that's the first point of the five point consensus of ASEAN. And um, those uh, the killings have, 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 continued, particularly on civilian targets. I know that, that China has been working uh, in its neighborhood. Obviously, it has a great deal at stake uh, with uh, Myanmar being uh, its neighbor. ရန်ကုန်နဲ့မေခွန်းနေပါပထမဆုံးတရုတ်နဲ့ပတ်သက်လို့ကတော့ဒီလိုတက်ဖြတ်နေတာတွေကိုဘယ်နည်းနဲ့ပဲစူးစမ်းစူးစမ်းအလွန်ကျွတ်စုပါလေအာဆီယံဘုံသဘောတူညီချက်ရဲ့ပထမအချက်ကလည်းဒါပါပဲဒါပေမဲ့တက်ဖြတ်မှုတွေကဆက်ဖြစ်နေတယ်အထူးသဖြင့်ရက်သားတွေကိုပေါ့တရုတ်ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့လုံနေတာတွေရှိတာကျွန်တော်သိတယ်သူတို့မှာမြန်မာနိုင်ငံနဲ့ဆက်ဆက်တဲ့အကျိုးစီးပွားတွေလည်းရှိတယ်အိန္ဒိယနိုင်ငံဖြစ်တာဟုတ် နေဇာမတိငိမ်မှုကတရုတ်နိုင်ငံတရုတ်စီးပွားရေးတွေအပါအဝင်ဘယ်သူ့ကိုမှအကောင်းကျိုးမပေးတာလဲသိကြတယ်။အဲ့တော့တိငိမ်ဖို့ကြိုးစားရဲဆိုတာတိတ်အရေးကြီးတာပေါ့။ဒါပေမဲ့မြန်မာတနိုင်ငံလုံးမှာဖြစ်နေတဲ့တပ်ဖြတ်မှုတွေရက်တံဖို့လည်းအရေးကြီးတာပါပဲ။အဲ့ဒါကိုလုပ်ဖို့ဆိုတာကလည်းစစ်အစိုးရရဲ့လုံနိုင်စွမ်းကိုရှော့ချဖို့ပဲရှိပါတယ်။အပြစ်မဲ့ပြည်သူတွေကိုရှုပ်ထွေးဆန်းပြတဲ့စစ်လက်နက်တွေနဲ့မတိုက်နိုင်တော့အောင်လုပ်ရမယ်။နောက်ပြီးဒီလိုတိုက်ခိုက်နေတာတွေကတနေ့တခြားပိုဆိုးလာနေပါတယ်။ အဲ့တော့စစ်တပ်ကဒီလိုဆက်လုပ်နေနိုင်ဖို့ဆိုလို့ရှိရင်လိုအပ်ချက်၃ခုရှိပါတယ်။ငွေလက်နက်နဲ့တရားဝင်မှုပါ။ရွေးကောက်ပွဲကတရားဝင်မှုအပိုင်းပါ။လက်နက်နဲ့ပတ်သက်တော့ကတော့နိုင်ငံတကာအတိုင်းဝိုင်းရဲ့အားထုတ်မှုပေါ့။စစ်တပ်ကလက်နက်နဲ့ငွေကြေးဘလို့ရနေတယ်လဲဆိုတာကိုကျွန်တော်အစီရင်ခံစာ၃ဆောင်ရေးခဲ့ပြီးပါပြီ။ဘယ်သူတွေရှိကနေပြီးတော့လက်နက်ရနေတယ်လဲ။နောက်ပြီးတော့အဲ့ဒါကိုဘလို့တားကြမလဲဆိုတာတွေပါ။အများဆုံးရုရှားစီကနေရတယ်။ဒုတိယကတော့တရုတ်စီကနေရတယ်။ တရုတ်ကိုယ်စားလှယ်ကကျွန်တော်ကိုဝေဖန်ပါတယ်သူတို့ဘာတွေလုပ်နေတယ်လဲသိနေတာတောင်မှကျွန်တော်ကတရုတ်အကြောင်းကိုထက်ပြီးတော့ဝေဖန်ပြောဆိုလို့ဆိုတဲ့သဘောပေါ့သူစွတ်စွဲချက်အရဆိုလို့ရှိရင်ကျွန်တော်ကတမီယိုးကြလက်နက်ရောင်းဝယ်မှုကိုအပြစ်ရှာပြီးတော့ဘီလိဇက်တွန်းနေတယ်တဲ့ဘာလို့ကျွန်တော်ကဒီလိုတာမန်လက်နက်ရောင်းဝယ်မှုကိုအပြစ်တင်နေတာလဲတဲ့ကျွန်တော်အပြစ်တင်နေတဲ့ကိစ္စကအပြစ်မဲ့ပြည်သူတွေကိုရှုပ်ထွေးတဲ့ဆက်လက်နက်တွေတုံးပြီးတော့တိုက်ခိုက်တာအရသားပြစ်မဲ့တွေကိုတိုက်ခိုက်တာတွေကိုပါ ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့နိုင်ငံအစိတ်ပိုင်းတစ်ခုအတွင်းမှာ ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကိုဖြေရှင်းရုံလောက်ပဲမဟုတ်ပဲစစ်တပ်ကိုအဲ့ဒါလိုလုံနိုင်တဲ့အစွမ်းမရှိတော့စနစ်တကျလှုပ်ဆောင်မှုဟာလည်းအလွန်ရေးကြီးတယ်လို့မြင်ပါတယ်တေကျင်းတရားကိုရောင်းဝယ်နေတဲ့ဗန်များဆိုတဲ့ကျွန်တော်အစီရင်ခံစာထဲမှာကျွန်တော်အစင်လိုက်ဖော်ပြခဲ့တာရှိပါတယ်ရုရှားတရုတ်နောက်ပြီးတော့တတိယနေရာမှာစင်ကာပူလာတယ်စင်ကာပူကနေပြီးတော့ ဒေါ်လာ264သန်းတန်ကျဲရှိတဲ့လက်နက်တွေပစ္စည်းတွေမြန်မာစစ်အစိုးရစီကိုစီးဆင်းနေတယ်ကျွန်တော်အဲ့ဒါလို့ကြီးတော့စင်ကာပူကစုံစမ်းစစ်ဆေးမှုတွေလုပ်မယ်ဆိုပြီးတော့တုံ့ပြန်ပါတယ်ကျွန်တော်စင်ကာပူကိုသွားပြီးတော့စုံစမ်းစစ်ဆေးရေးကိုကူညီလိုက်ဖို့အသင့်ပါပဲအဲ့ဒီတော့သူတို့တွေစုံစမ်းစစ်ဆေးမှုကို ပြီးအောင်လုပ်တယ်အရေးယူတယ်ရလက်အနေနဲ့စင်ကာပူကနေမြန်မာအစိုးရစီကိုလက်နက်စီးဆင်းမှုစုစုပေါင်း 90ရာခိုင်နှုန်းရော့ကျသွားပါတယ်။တချို့အဖွဲ့ဝင်နိုင်ငံတွေရဲ့လက်တွေ့လှုပ်ဆောင်မှုတွေကြောင့်စစ်တပ်ကိုစစ်လက်နက်တွေကုန်ကျန်းတွေစီးဆင်းနေမှုတွေဟာခြုံပြီးပြောရင်သုံးပုံတစ်ပုံရော့ကျသွားပါတယ်။ကျွန်တော်တို့လှုပ်ဖို့လိုနေတာက အကုန်လုံးဒီရထားပေါ်ကိုတက်စီလာအောင်လှုပ်ဖို့ပါပဲ။အပြစ်မဲ့တဲ့ပြည်သူတွေကိုတက်ဖြတ်နေတဲ့ရှုပ်ထွေးတဲ့စစ်လက်နက်အမျိုးမျိုးစီးဆင်းနေတာကိုတားဆီးဖို့ပါပဲ။အဲ့တော့အဖွဲ့ဝင်နိုင်ငံတွေဘာလို့ရှစ်တော့မလာကြလဲ။ အကြောင်းပြချက်အမျိုးမျိုးရှိနေပါတယ်မြန်မာနိုင်ငံကိုကမ္ဘာနိုင်ငံအသီးသီးကခေါင်းထဲမထည့်ထားဘူးမမြင်နိုင်ကြဘူးဒီချက်တဲ့ဟာမတိကျိုးကျွံအပြုတ်ခံနေရတယ်ဒါပေမဲ့ပုံမှန်လင်းလင်းပြောရရင်တခြားကိစ္စတစ်ခုကပါဝင်ပတ်သက်နေတယ်လို့ကျွန်တော်မြင်ပါတယ်ပြီးတော့လည်းကျွန်တော်ကိုယ်တိုင်လည်းအစိုးရနိုင်ငံရေးရုံးပိုင်းတွေမှာနှစ်တွေဒါဇင်နဲ့ချီပြီးတော့လုပ်ဖူးပါတယ်ဒီလိုဖြစ်ပေါ်မှုတွေနဲ့ပတ်သက်ရင်ကျွန်တော်ကအကင်းပါပါတယ်ကျွန်တော်ထင်တာကတော့ဒါကတိလဲတိတာတယ် ကျွန်တော်တွေ့ကြုံရပေါ့ကျွန်တော်တို့ကိုနောက်ပြန်လွင့်သွားအောင်တိုက်နေတဲ့လေတွေရှိနေတယ်လို့မြင်ပါတယ်လူခွေရင်နဲ့လူသားချင်းစာနာမှုအကူအညီတွေကိုစန့်ကျင်တိုက်ခိုက်နေတဲ့နိုင်ငံရေးလေဟုန်တွေရှိနေပါတယ်လူမျိုးကြားတွေကိုမုန်တီးမှုလူမျိုးရေးခွဲခြားမှုလူတွေရဲ့အကြောက်တရားနဲ့မကျေနပ်မှုတွေကို ခုတော့လို့အသုံးချမှုစတဲ့လောင်စာနဲ့မောင်းနေနေတာတွေဖြစ်ပါတယ်အဲ့ဒီတော့လူတွေကကဘာကြီးကိုပုံပြီးတော့ကြောက်လာတယ်သူတို့အစိုးရတွေအနေနဲ့အပြင်ထွက် လူခွင့်ရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးလုံ့ငင်လုံထိုက်တာတွေလုပ်ရမယ်ဆိုတာကိုထောက်ခံလူစိတ်နဲလာကြပါတယ်။နောက်ပြီးတော့ကျွန်တော်မြင်တာကကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကုလသမဂ္ဂအစိုးရတွေကိုပြောတဲ့အခါပါသူတို့ဟာနိုင်ငံရေးရပ်ဝန်းထဲမှာလက်ပတ်နေကြတာဖြစ်တယ်ဆိုတာကိုမြင်ဖို့အလွန်အရေးကြီးတယ်လို့ထင်ပါတယ်။ဒီနိုင်ငံရေးပတ်ဝန်းကျင်တွေကခွင့်ပြုတဲ့ဘောင်တွေထဲမှာပဲသူတို့တွေလက်ပတ်ရတာဆိုတာကိုလည်းမြင်ဖို့လိုပါတယ်။အခုဒီနိုင်ငံရေးပတ်ဝန်းကျင်တွေက တော်တော်ကိုအစိတ်အတော့ဖြစ်နေပါပြီဒါကိုလည်းကျွန်တော်ကတိတ်ကိုအလေးထားပါတယ်ဘာလို့လဲဆိုတော့ဒါတွေကကုလသမဂ္ဂရဲ့အခြေခံအုတ်မြစ်တွေပဲလေပြောရရင်ဒီဇာကားကြီးကကျွန်တော်တို့ကြည်ဘူးပြီးသားကြီးလူမျိုးကြမုံတိမှုအကြောက်တရားနဲ့လူတွေရဲ့နာကျင်မှုကိုစွန့်အားကြီးတဲ့လက်နက်တွေလို့သုံးနေလို့ရှိရင်ဘာတွေဆက်ဖြစ်လာမလဲဆိုတဲ့အကျိုးဆက်ကိုကျွန်တော်တို့မြင်ဘူးပြီးသားကြီးပဲ အခုလုံနေတဲ့လိုမျိုးလူသားချင်းစာနာမှုအကူအညီတွေကိုလျှော့ချပြီးတော့တကဘာလုံးလက်နက်တွေလိုက်ပြီးတော့တုံးမြင့်တက်စင်နေရင်ဘာတွေဖြစ်လာမလဲဆိုတာကိုကျွန်တော်တို့သိပြီးသားပဲလွန်ခဲ့တဲ့80ကအဲ့လိုလှုပ်လိုက်လို့ဖြစ်လာတဲ့အကျိုးဆက်ပြပုံကြီးပေါ်မှာပဲဒီကုလသမဂ္ဂအဖွဲ့ကြီးကိုတိဆောက်ခဲ့ရတာလေအဲ့ဒီတော့ဒါကြီးကဘလို့ဆုံးသက်မလဲဆိုတာသိပါတယ်ပြီးတော့ဒါတွေကိုလက်ခံအတိမတ်ပြုပြီး အဖွဲ့ဝင်နိုင်ငံတွေမှန်တာကိုလုပ်ဖို့အတွက်လိုလားမှုရှိလာအောင်လိုအပ်တဲ့နိုင်ငံရေးအခြေအနေတွေဖန်တီးဖို့အတွက်အဖွဲ့ဝင်နိုင်ငံတွေဒါမှကကျွန်တော်တို့အားလုံးခြေလှမ်းပြင်ဖို့တမိုင်းပေးတာဝန်ရှိတယ်လို့မြင်ပါတယ်ကျွန်တော်အဖြစ်အရန်ရှည်သွားတဲ့အတွက်လဲတောင်းပန်ပါတယ်